မကတော့ CDM မျိုးနဲ့တရားသူကြီးဒေါက်တာများဖြစ်ပါတယ်။ဒီစကမအခုလုံးမရွေးကောက်ပွဲရတော့တမတို့သူတို့ရဲ့သူတို့လည်းရပြီးတရေရမှာနော်။ဟုတ်လောက်လာခဲ့တဲ့သူတို့နေရာမြေအတွက်ဒီသူမျိုးမျိုးဟိုလှည့်စားပြီးတော့ပေါ့နော်။အဲလောက်လာခဲ့တဲ့လုပ်ငန်းစဉ်တွေလည်းတခုပဲလို့ပဲမြင်နေ။သူတို့အရင်တုန်းကတော့စစ်တပ်ကသူတို့ရဲ့လက်နက်တကင်အားထက်ကြီးတာလေးသူမှမရှိမရှိတော့ဒီသူကိုပြစ်မှုဘောင်းတုံကျွလွန်ပြီးတော့နိုင်ပြီးရောနေရာနဲ့သူတို့ယူခဲ့တယ် အခုလုံးမရွေးကောက်ပွဲရကြတော့သူတို့လက်ကြီးတဲ့ presentation နဲ့အစ်စ်တွေပါလာလို့သူတို့အနိုင်ဖို့တွေပါလာပါလာတဲ့အခါမှာသူတို့တမိုင်းတစ်ချောင်းမှာစစ်တက်ကျွတ်တွန်ခဲ့တဲ့ပြစ်မှုတွေအကုန်လုံးတွေသူတို့ရေးရွခံရတော့မတလုံးဆိုင်ပါအောင်ပေါ့အဲ့တော့ကာပွဲဖို့အတွက်ရွေးကောက်ပွဲဖို့အမြန်လောက်ရတယ်ဒီသူတို့ဘက်မှာရှိရဲဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒီအတက်မပေါ့ပေါ့သူတို့သူတို့ကလေဒီသူတို့ရင်းရဆိုင်ရမယ့် အဲအရာကကြီးကြီးတယ်လို့သူတို့သူတို့ကဟိုစီးယုံပါပေါ့နော်စီးယုံမယ်အရင်တော့ဆိုလို့ရှိရင်သူတို့ရဲ့ဟိုဟိုနောက်ဘုံစီးစိန်ဥစ္စာတွေအာဏာတွေကိုအထီးကိမ်းမခံဘူးအထီးကိမ်းမခံပဲလေသူတို့ဟိုပြည်သူအရှုံးမမေ့ဘူးပေါ့နော်အဲ့ပုံစံအထီးကိုသူတို့လုံးလုံးရတယ်ဘာလို့ဆိုတော့သူတို့အဲ့လောက်လုံးရင်ကိုသူတို့နိုင်ငံတကာရဲ့ဂျန်တွေပါတော့လေသူတို့ကပဲနိုင်တယ်အခုကြာတော့သူကအဲ့လောက်နဲ့မရတော့ဘာဖြစ်လို့လဲဆိုတော့အဲသူတို့ကတစ်ခါမှထောင်တန်းဆိုတဲ့ကိစ္စရှိတယ်ရှိနေတဲ့အတွက်သူကအခု ဂျီယုတ်ကောက်ပဲမှာဆိုတော့သူတို့ပြီးသူလူတို့အလိုတော်တော်လိုက်လိမ့်မယ်သူတို့တကူပဲလုံလိမ့်မယ်သူတို့အဲ့ဒါရာဇဝတ်ကောင်ပြစ်ကနေပြီးတော့လွတ်ခွေရအတွက်အဲ့ခုကြောင့်လေကြမ်းတဲ့သူတို့အကုန်လုံးလိမ့်မယ်သူတို့ကတော့လေသူတို့ပြောရတာသူတို့ကဟိုဆရာကြီးပြောတဲ့ဆရာကြီးဆင်းလို့ပဲဝေကောက်ပဲဟောဝေခေါ်ပဲဟိုခိုးတော့ကလေးကရိုးစက်တက်ကအငဲတမ်းပဲဟိုဘသူ့ကိုပဲနေရာပေးလဲဆိုလို့ရှင်သူတို့ကသူတို့ရဲ့သဘောထားကိုသူတို့ရဲ့အဓိကသူတို့သူတို့လိုအပ်ချက်တစ်ခုရှိတယ် အဲ့ဒီမျိုးပါသားပါတယ်ဟိုဓာရဲ့စက်တဲ့နိုင်ငံရေးမှာရှိရမယ်ဆိုရဲဟာရယ်အဲ့ဒါကိုလက်ခံနိုင်တဲ့လူအဲဆိုပြီးတော့သူစီးယုံခဲ့တာပေါ့နော်သူကဘာပဲလဲဆိုတော့မမတို့မြန်မာနိုင်ငံတမိုင်းကဒီနိုင်ငံတော်အတွက်အသက်ပေးပြီးတိုက်တဲ့လက်နက်ကလက်နက်ကင်ရဲ့အောက်မှာပဲဒီပညာဘလောက်ပဲတက်တက်ဘလို့ပဲတော်တော့ခွေးကိုသိုးပဲကောင်းကောင်းအဲ့ဒီလူကလက်နက်ကင်နဲ့လူတော့ကြုံလို့မရဆိုတဲ့ပုံစံနဲ့သူတွားခဲ့တာပါနော်အဲလက်နက်ကင်နဲ့လူလောက်တိုင်းဒီပုံမှာအသက်ပေးတဲ့လူလောက်တန်ဖိုးမှမရှိဘူးဆိုတဲ့ပုံစံနဲ့တွားခဲ့ အဲ့အဲ့ဒါငါတို့တိုင်းပြည်ကိုဘယ်လိုနင်းနာစေတဲ့အကြောင်းပေါ့နော် meritocracy ဆိုတော့ပညာတတ်တဲ့ဦးစားပေးတဲ့ခေတ်ကဘာလို့ဘယ်တော့မှမရောက်ခဲ့မရောက်ခဲ့ပဲနဲ့ဆိုတော့တိုင်းပြည်ကအရေးချင်းမဲ့တဲ့သူတွေအုပ်ချုပ်တဲ့ဘောင်ရောက်ခဲ့တာပေါ့နော်တတိပုံစံတိုင်းပဲအခုကလည်းသူကဖလို့လောက်တာကဘယ်လောက်စနစ်ကြရဲဆိုတာကိုပြပေးရပဲစနစ်လည်းတကယ်ကြရင်ကြလေဒါပေမဲ့ကတော့စစ်တက်ဒီအထက်ကိုပညာတတ်တဲ့သူတွေရောက်ဖို့ဆိုရွေးချက်เออชื่ออะไรมาบ่บาลุกกองลงอ่ะนะดีๆเสร็จจริงๆยังๆนี่นำมันกันค่ะสรุปเกษตรนี่ลุกป่ะเลย ဖြစ်မယ်ကြောရိုးကလုံးချပြမှုတာစစ်တက်ကိုစိုက်တင်တဲ့ရလက်ရလို့မရအောင်ဆိုတာတိပေးပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီသူတွေနေနေကတော့ဟိုရှောင်ဖို့ဆိုရင်တော့သူတို့ကနေပြီးတော့သူတို့အပေါ်မှာကြားရောက်နေတဲ့အန္တရာယ်ပေါ့နော်သူတို့ကိုစိုက်တင်လို့ရှိရင်ဘယ်လိုဒုက္ခပေးမလဲဆိုတာအဲကအရင်နဲ့မတူဘူးကိုယ့်ကိုသူတို့ကဟိုဘာလဲကဘာကိုပြတာပေါ့နော်ပြည်သူတွေပြပြပါပါမေးမေးတယ်သူတို့ဆိုတဲ့ပုံစံမျိုးဖြစ်အောင်လုံးဝဖြစ်တယ်အဲ့တော့ကကြတော့ကလေးသူတို့တွေကပြည်သူတွေကမေးမေးနေရလဲသူတို့ကိုကြိုက်တယ်ဆိုတဲ့ပုံစံမျိုးတော့မဖြစ်စေနဲ့ပေါ့နော်အနည်းဆုံးကွာ မတားငမရတဲ့မျက်နာနဲ့မတက်တာကိုသွားရဲဆိုရင်ပုံစံမျိုးတော့အမတို့မြင်ကျင်တယ်လူသူရှင်မှာကဘာပေါ်မှာကဘာအလဲမှာပေါ့နော်အဲ့လိုမျိုးမျိုးပဲနဲ့တမားတယ်ပျော့ပျော့ပပကြီးတော့တော်မပေးကြနဲ့မပေးဘဲနေလို့ရှိရင်ဘယ်လောက်ထိဒုက္ခဒုက္ခပေးနိုင်လဲဆိုတာကိုလေသူကပေါ့နော်ဘယ်ကတော့လုံးဝမပေးသင့်ဘူးသွားပေးရင်တော့ဘယ်ဘက်ကခြားခြားအမသူတို့ကဖမ်းလိုက်နေဒုက္ခသင့်ခံလိုက်ပေါ့လို့လည်းမပြောရက်ဘူးတော်လေးဘက်ကနေပြီးတော့အဲ့ဒီဒုက္ခပေးလေနေဒုက္ခလိုက်နေသွားပေးလို့တာကိုသွားတော့သွားပေးတာကိုနေလို့ခံတဲ့တယ်ဆိုတော့အဲပြစ်ဒဏ်မျိုးတော့ပြည်သူတွေကမရတဲ့ဘူး ဆိုတော့သူတို့ခံနေရတဲ့ဒုက္ခသူတို့ရင်ဆိုင်နေရတဲ့စစ်တပ်ရဲ့ဖိအားတွေကသူတို့ပဲတည်ဆုံးဖို့တော်လေးဆိုမှုနဲ့ပြီဆိုတော့သူတို့ရွေးကောက်ပွဲမကျင်းမကျက်ပါမယ့်နေရာလို့ဟာသူပြောနေရတော့သူတို့ရွေးကောက်ပွဲကိုကြိုက်လို့ကိုပိုင်ရွေးကောက်ပွဲတွေလုပ်တင်တယ်လို့ပြောတယ်ပေါ့နော်လုပ်နိုင်တော့ကောင်းတာပါ မလုံးနိုင်ရဲ့ပက်တနိုင်သူတို့နိုင်ငံတကာမြန်မာနိုင်ငံကပါတီဆိုဒီမိုကရေစီရောက်ပွဲဖြစ်တယ်လေဒါဒီမိုကရေစီနိုင်ငံကြီးတဲ့လို့မြင်တာအဲ့လိုမျိုးပါအားလုံးပါဝင်ခွင့်ရတဲ့ပါတီဆိုဒီမိုကရေစီရောက်ရောက်ပွဲကိုဒါပြည်သူလူထုဆန္ဒနဲ့ညီတက်ပြောင်းနိုင်ခြင်းဘလောက်ပဲစစ်တပ်ကြီးကြီးစိုးကြီးစိုးအမရဒီမိုကရေစီတဖြည်းဖြည်းတော့ပြောင်းလဲနိုင်မှာပဲလို့ပြောနိုင်ငံတကာရှုံးတာရှုံးလို့လေသူတို့ရောက်ပွဲလို့တိုင်းပါနိုင်ငံတကာဟာပေးတယ်ဒါပေမဲ့အခုလက်လွတ်ကြတော့သူကပါတီဆိုဒီမိုကရေစီဆိုပြီးတော့ချစ်ခွင့်မပေး ဖြစ်ဖို့မပေးမနဲ့သူတို့ရဲ့ဒီလက်ချောင်းပေါ့နော်စစ်တက်ကြီးစိုးရမယ်နိုင်ငံရေးမှာအဲဆိုတဲ့ဟာကိုပဲသဘောတူတဲ့ပါတီကိုပဲအဲသူတို့ဝန်ပန်ကြီးဝန်ပြဝန်ပြခိုင်းနေတာတွေ့ရတယ်သူကပြောတယ်2008အောက်ဘယ်လောက်ပဲရောက်ရောက်ပါပါတီစုံဒီမိုကရေစီဖြစ်ခဲ့လို့ရှိရင်ညှို့လိုက်ချက်လည်းလက်ရှိသေးတယ်အခုအခုကတော့ဟိုဘယ်လဲအခုတန်းခါရေးဆိုတဲ့ပါတီကိုပဲသူတို့ rap line တော့ရတယ်သူတို့ဟိုဒါပေမဲ့သူကဟိုပြည်သူလူထုကိုစီးအောင်ကျင်တာစီးအောင်ကျင်လို့ဒါပေမဲ့အဲ့လိုမျိုးလုပ်လိုက်လည်းတန်းခါရေးပါတီကို သူကပြည်သူကပုံမဝမ်းတာမဝမ်းအဲ့တော့ပြည်သူလူထုညာနည်းနည်းလက်ခံလာပါတော့เนาะဆိုပြီးတော့နောက်ဆုံးစူးစမ်းကြည့်တာလည်းရှိတယ်အဲသူ့ရောင်ကတော့သူ့ရောင်ပဲလက်မခံလို့ပဲနိုင်ငံတကာလည်းပြောပြောတာပဲလေအဲသူတို့ကလည်းစုနေလုံးပါသူတို့ကနိုင်ငံတကာလည်းမမှုဘူးသူတို့အဓိကလောက်တာကသူပြည်တွင်းမှာအရာတောင်စစ်တပ်အင်အားကြီးအောင်လက်နက်ရဲဝင်ကြီးရဲအဲဒါကိုသူတို့ဆူတောင်းပြီးအခံနေကွာတနင်္လာနေ့နောက်ဆုံးမိသူတို့လူမျိုးတိသူတို့လုံပါပဲသူတို့နိုင်ငံတကာဘယ်တော့မှကြီးမဆိုင်ဘူးဒါဆိုင်ကဆက်ရှင်နေလုံးလည်းကြီးသူပဲထိတာပဲပေါ့နော် မိုကရေစီပြဖို့က6ချက်ရှိတယ်။အဲ့ဒီမှာမှာတော့ရေးတော့ဝယ်တစ်ချက်ရင်းချင်းအဲဒီမိုကရေစီတကယ်တမ်းအပြစ်တာလားပြဖို့ဆိုလို့ရှိရင်သူကဥပဒေပြပါအနာပြီးသူကပြသရလာရ။ဒီအဲ့အဲ့ဒီဟာပြီးသူလုံးဝဥပဒေပြဖို့မပေးဘူး။ ဒီလူကအခုသူ့ဘက်ပါပဲမယ်နောက်နေရာလဲရရသူ့ဘက်ပါသွားဘယ်လိုလုပ်လဲအဲ့လိုဖြစ်ဖို့ဖြစ်ဖြစ်မှာဆိုတဲ့အတွက်သူကလုံးဝစိတ်ချရတယ်သူတွေးတာဒီတဲ့ကမှာအမဆိုပဲမြင်လာတော့သူတို့ကသူပြန်ပြစ်မှုကျုလို့မိတာသွေးဆိုးမိတာလက်တွေသူတွေးတယ်။နောက်ဆုံးကောင်ကသူတွေးပြီးနေရာပဲဒါလို့ဆိုတော့အဲ့အဲ့လူတွေရမယ်ကိုလူယုံရင်ယုံရင်နဲ့သူ့ဘက်ပါအောင် တို့တို့ကပုံရင်တယ်လို့ကျွန်တော် site တစ်ခုပဲเนาะဒါနိုင်ငံတကာကြီးထိုးဖောက်နိုင်တာတို့ချီချင်းအကြီးမားဆုံးလုပ်ထားလဲအဲ့လားကဲအဲ့ဒါဆိုတော့ဘီသူဘူးသူအဲ့ဘက်မပါအောင်တကုံစူးစမ်းတယ်အဲ့ဒါကိုလည်းဘီသူဘူးတို့ကနိုင်ရမရပါဘူးလို့ရတယ်အဲကျွန်တော် site မလုပ်ခဲ့ဘူးဆိုတာပြောလေအဲ့တော့အဲ့ဒီမှုမှာကျွန်တော် site မလုပ်ခဲ့ဘူးပြောင်းလို့မေးစုပါလို့ပြောခေါ်ပါတယ်မေးစုလို့လက်ချက်မှမလုပ်ပါအဲ့တော့ဘီသူဘူးကလည်းဟုတ်ကောအမေကိုချစ်တဲ့စိတ်နဲ့ပေါ့နော်အဲကျွန်တော်ဆိုင်မဟုတ်ဘူးဆိုပြီးတော့အတင်းပြောတာအဲ့ဒါတို့တို့အကြိုက်ပြပါတယ်တကယ်တမ်းတော့ဒါကမလက်နဲ့စစ်တောက်တီဖြုတ်ချဖို့အကောင်းဆုံးလက်နဲ့ တော့ကောင်းဆောင်ဆိုတာတိကျကြိုက်အများပြည်သူကြည်ညိုလေးစားတဲ့စကားလေးဆိုပြီးပြောရအောင်ခဲ့ဖြစ်တင်တာပေါ့နော်အဲဒီဖြစ်တင်တာကိုပဲပြောရမယ်အဲ့ဒါကတော့ချုပ်တဲ့ကဲလို့ပါခဲ့ပြည်သူတွေကြိုက်တာကအမှန်နဲ့ပြည်သူတွေကလူ့ဘဝတာတာနာရနာခင်တော့ကြိုက်တာပေါ့အဲ့ဒါကိုလူ့ခွင့်ရပါလေမာဒမုံဝင်စီဆိုရခုမပြုတ်တဲ့ စစ်တက်လေသူတို့ကဝင်ပြိုင်နေကြတဲ့ကတော့သူညီမကသူပြစ်မှုမှန်တယ်များတော့ကြောင်းပြအေးမယူနဲ့အဲ့လိုတိုင်းပြည်ပဲတိဆောင်ကြောင်းလေဆိုပြီးတော့စီယုံထားလာပြီအဲ့မှာအဲ့အဲ့ဒါတိုင်းပြည်တိဆောင်ရေးမှာပေါ့နော်ပြစ်မှုကျွလို့သူအေးသူကြီးတိဆောင်တာငါတိုင်းပြည်တိဆောင်ရေးလားအဲ့ဒီလိုလိုရေးမကျွပဲနဲ့တိုင်းပြည်ကိုတိဆောင်လို့ရတာအဲတိဆောင်လို့ရခဲ့တဲ့အောင်မြင်ခဲ့တဲ့စနစ်ရှိတလားဆိုတာတို့ညံမြင်စင်လာပေါ့ transition နဲ့ justice ကအေးရုံမူကအရင်ရှိလို့ရှိရတော့အခုတော်လိုင်းရေးပါလို့ပေါ့တော်လိုင်းရေးနိုင်ပြီးတော့ကနည်းနည်းတချို့ပြစ်မှုတွေခွင့်လို့ဆိုတာတို့ကဖြစ်တယ်အဲ့ဒါတော်လိုင်းမဟုတ် မတော်လိုင်းရေးပေါ်ကအဲ့ဒါမျိုးမရှိသေးဘူးအဲ့အဲ့ဒီခါမှာစက်တက်ပြုတ်ကြောင်တိုက်တဲ့လူဖြစ်နေရင်မတော်ခွန့်လွန်ပါလားလွယ်တော့ကားတွေဖွင့်လွန်ပါလားဟုတ်ရဲ့လူကုန်ရေးချိုးပေါက်ပြီးကျွန်တော် site တွေလုံနေအောင်ဖွင့်လွန်ပါလားခုမလွန်ဘူးစက်တက်ပြုတ်ကြောင်တိုက်တယ်ဆိုတော့ခေါင်းစဉ်အောက်ကနေပြီးတော့လောက်သွားမယ်ပြည့်မှုကျွလွန်လာရဲ့ခလားခုမလွန်ဒါရဲ့ဘုနေပူပါမိတော့တာမှာဒီလိုမျိုးတွေဝင်ပြိုင်နေပြီဆိုဗီဒီယိုကိုကြောက်တယ်ဆိုတာအဆောင်ကြောက်ဘူးသူတို့ ဒါဒီရက်ကိုတို့တိုက်ခိုက်ဖို့အချိန်လည်းဖြစ်လာတယ်ဘာလို့စတက်ကောကအမားတို့ပြည်လွင်နဲ့အားနဲ့ဆိုနိုင်ငံတကာအားနဲ့မှနိုင်ပါလို့ဆိုနိုင်ငံတကာဆိုနိုင်ငံတကာတရားစီရင်ရေးပါအဲ့တော့နိုင်ငံတကာတရားစီရင်ရေးကဏ္ဍကိုအာအပေးရမယ့်ကိစ္စမှာအမပေးဘဲနဲ့လမ်းချော်ပါလို့ဆိုလို့ရှိရင်အဲ့ဒါကစတက်ကောတွေ့ဝိုက်တော်နေရာပြင် ပူပေါင်းလိုက်တာပူပေါင်းရောက်သွားမယ်အေးထားကိုလည်းမကန်နဲ့လုံးရလို့ထင်သွားပြီဆိုလို့ရှိရင်မောက်တော်လိုင်းရဲ့လုံးမအားရှိမှာမဟုတ်တော့ချော်လဲရောတိုင်းပေါ့နော်မစွားရင်းကလည်းရှိကစုံငင်းကလည်းညှိဆိုပြီးတော့လွယ်လွယ်ကူကူပြန်ပေးလိုက်မယ်အဲ့တော့သူ့ကိုအနိုင်ရမယ်နီးကလူလူချင်းစာနာတဲ့နီးကူလူချင်းမမုန်းတဲ့နီးဘာသာမပွဲတဲ့လူမျိုးကိုခွဲတဲ့နီးပေါ့အဲ့ဒီစိတ်ကိုကြွကြပွေးမတော်လဲအောင်မယ်ငွေရထားရင်တော့ပါပဲအဲ့ဒီစိတ်တွေရှိနေလို့စင်ပြေပြလိုက်ငံလုံးရောက်သွားအောင်စင်ပြေ ။အမားတို့ဒီသူတို့အတွက်လုံးလုံးမလား။အမားတို့ကိုကျိုးအတွက်လုံးလုံးမလားဆိုတော့စိတ်ကောကြက်ကခဏခဏကြုံမှာတော်လိုင်းတမားတယ်။သူတို့မှာအစွမ်းရှိလာတယ်ကြောင့်များအင်အားနဲ့အုပ်စုနဲ့ရှိလာတယ်နဲ့အများသူတို့ရဲ့လုံးပိုင်ကိုကြီးလာတယ်အများကြုံမှာပေါ့နော်။အဲ့ဒီအခါမှာသူတို့ဆွန့်လွတ်ရလေကြီးလာနိုင်မယ်။ခါလေကြလို့ချင်းဒီသူတို့မှုအတွက်ဆန်းသားလိုက်တဲ့အခါမှာသူတို့အတွက်ဟိုအချင်းတွေမကောင်းတဲ့ဟာမျိုးတွေဖြစ်သွားနိုင်တယ်။အဲ့ဒီအခါမှာပေါ့မတို့တော်လိုင်းရင်းမှာကတောင်းခံနိုင်မှာဒါပေါ့နော်။ဒါဟာဒီသူတို့အတွက်လည်းပဲဟာကသူတို့အတွက်လည်းဆိုတာညာလာလဲဝန်ခံတတ်ဖို့လိုတာပေါ့နော်။အညာပညာလဲလိုတာပေါ့။အဲ့တော်လိုင်းပြတ်ဆိုပြီးတော့လုံးပေမဲ့လို့ တကယ်တမ်းကျတော့အဖြေကကိုယ့်ကိုယ်ပဲသူရှိသွားတာမျိုးတွေရှိနိုင်တယ်အဲ့ဒါကတော့တော်လိုင်းသမားရဲ့စိန်ခေါ်ချက်ပေါ့ကိုယ်ဆိုချင်းခင်ကလေးကိုကဟိုစစ်ကောင်တင်နိုင်ဖို့ဆိုခုံလုံးမယ်လို့တာပြောတယ်။ဒါပေမဲ့မိမိရဲ့ကိုကြိုးစည်းပွားနဲ့တွတ်လာရင်လည်းတော့တော့ဝါတယ်။အဲဆိုအောင်လို့မဖြစ်နဲ့မိမိရထားတဲ့အာဟာရပေါ့နော်လက်နဲ့ပုံမှန်မူတည်ပြီးရထားတဲ့ပုတ်စုရဲ့ခေါင်းဆောင်ဖြစ်မှုရဲ့ကြော်ဝိုင်းချမ်းသာမှုရဲ့လက်လက်လို့ကြရင်တော့တွတ်ဝါတယ်။ရည်ရွယ်ချက်ကတော့စစ်ကောင်ကိုတိုက်ဖို့ပဲဆိုပြီးတော့ဒါပေမဲ့ကိုအိတ်ထဲကိုရောက်ပြီးတဲ့ဟာကိုပြန်ဆုံးရတော့မယ်ခါကျရင်လူကပြောင်းလဲဝါစေ။ အခုတော်လိုင်းသမားရဲ့လက်ထက်ကိုကိုကရောက်လာခဲ့ပြီတိုင်းပြရဆိုရင်ပြန်ဆွမှုဥကိစ္စမှာအလွယ်မလားပေါ့စစ်ကောင်စီလိုမျိုးစိန်ခေါ်ချက်တွေလာမှာပေါ့တော်လိုင်းသမားတွေပြင်ပေါ့ပြည်သူလူထုကိုလည်းစိန်ခေါ်လာတာပေါ့နော်ကိုကျိုးစီပွားနဲ့တိုင်းပြရဲ့ရေးရှိရေးကျိုးစီပွားနဲ့ဆိုလို့ရှိရင်ဘယ်ဟာကြည့်မလဲဆိုရင်စိန်ခေါ်ချက်ဖြစ်လာပေါ့အဲ့တော့ပြည်သူတွေပဲဆုတ်ဖြတ်တော့ပေါ့နော်တို့ကတော့စီယုံမှာပဲအဲ့တော့တချို့သူတွေပြေးဆက်ထားရဲနစ်နာထားရဲသူတွေအတွက်ကိုကအပေးလိုက်လို့တစ်ပါတယ်အဲ့လိုလိုရာဇဝတ်ကောင်ကာကွယ်မိသားစုဖြစ်ပါတယ်အဲ့ဒါကဒီမိုကရေစီနိုင်ငံဖြစ်ဖို့ရာအတွက်ဟန်အန္တရာယ် တရားမှုတွေအားလုံးတော့ကြီးနိုင်ငံရင်းနဲ့နိုင်ငံမှုတွေအားလုံးတော့အခုရဆိုတော့တရားရုံးဆိုရှိဖြစ်တာပေါ့နော်တရားရုံးကမ္ဘာတရားရုံးနေရာလေးပဲအခုကအဲရှိထားပေမဲ့လို့ဟိုအရေးယူနိုင်မှုအပိုင်းမှာဖန်စီအပိုင်းမှာကြာတော့အားနည်းနေတယ်တရားဥပဒေကိုမလိုက်နိုင်ဘူးဆိုလို့ရှိရင်တကယ်ရေးယူတယ်ဆိုတာမျိုးပေါ့နော်ဖြစ်အောင်ဆိုလို့ရှိရင်ရတော့ဘယ်မလိုက်တယ်ပေါ့နော်တရားစီရင်တပ်ပွဲပေါ့တမန်ကမရမယ်အဲ့ဒါမှကမ္ဘာကြီးကဘယ်မလိုက်မှပြေရှင်လား အခုဆိုမဟုတ်လားဒါစိတ်တကြကဘာလေးမှာမတရားမှုတွေနေစင်ရတဲ့မြန်မာဒါပေမဲ့ဘယ်သူမှမကဲတာကိုရီးယားလည်းစိတ်ပဲရှိရဘာမှမလုပ်နိုင်အခုဆိုရင်စောင့်ကြည့်နေရတာအမေရိကန်တို့ဆိုကိုရီးယားငကိုထင်ခဲ့တာတို့ဒါအာကိုပဲဒီမိုကရေစီနဲ့ပတ်သက်ပြီးပုံနဲ့ပတ်သက်အခုကျတော့တလွဲလေးတွေ့နေရတာပေါ့မနောကဘုရားဗဒနာလည်းရှိရပါတက်ကော စွမ်းဆောင်နိုင်အောင်စွမ်းဆောင်နိုင်အောင်နံပါတ်၄လာမြေတာတော့အအစွမ်းရှိမှဆောင်ရနိုင်တာအာဆီယံတို့ဖေးပေါ်ပြီသူအစွမ်းမရှိဘူးသူအမတို့ကိုညှဆာဆားလာတယ်ဘာမှသူကိုယ်တိုင်တော့မှသူကိုယ်သူမကယ်နိုင်အာဆီယံအဖေကတော့ဘလက်တော့လဲဆိုစောင်းပြအောင်တော့မမေရောဘဘစားစားတယ်ဘမင်းရဲ့သက်စားလို့မရတော့တဲ့ခီချီကိုရောက်ပါဒီလူလူတွေလည်းကိုအားကြီးတဲ့နေရာကိုရအောင်လို့အဲ့ခါမှကိုကတင်လာနိုင်ရမယ် သူတို့လိုမဖြစ်အောင်ကိုလုံးနိုင်အောင်အခုမအားတော့ကဘာကြီးမှလည်းလူတွေကိုပဲအားကုန်နေရတယ်ခေါ့လားမတရားမှုတခုဟိုပေါ်လာပြီဆိုလို့ရှိရင်အဲ့ဒါကိုစက်တင်တဲ့လူတွေထွက်လာလို့ရှိရင်ခံရလို့အားရှိတယ်ကွာအဲ့လိုမျိုးမျိုးပဲနဲ့နှုတ်နှုတ်ဆိတ်နေတယ်ညင်နေတယ်ဆိုလို့ရှိရင်အားမရှိဘူးပေါ့နော်လူတူတွေညံရေထပ်ပြီးတော့လူသားချင်းစာနာတဲ့လူတွေအားပိုကြီးလာလို့ရှိရင်အားနာရှင်တွေနေသွားတယ်အခုပဲကြည့်ဟိုမှာဒီမိုက်ဂရက်နေနဲ့ပတ်သက်ပြီးတော့အဲ့အင်္ဂလန်မှာတိုက်ပွဲဆိုတဲ့လူတွေအုပ်စုပေါ်တဲ့ကောင်နောက်နေ့ကျတော့ဒီမိုက်ဂရက်နေစာနာတယ်ဆိုတဲ့လူကိုစူးပြန်ပေါ်လာတယ်သူကျစ်စာရရည်ဒီမာတဲ့ကဘာကြီးဖြစ်လာ လို့ရှိရင်ပြေးကြပါဘူး။ဟစ်တစ် is not quality နိုင်ငံရေးမဆိုင်မနေတီတရားမျှတမှုကိုငါလည်းမဆိုင်ဘာမနေနေစီမို့တရားမျှတမှုမြက်ွယ်ပြီးကိုယ့်အရှင်ကိုတကားလာခေါက်တရားခေါက်ရောက်အဲ့ဒါကပိုင်းမှာလားဖြစ်လူတိုင်းနဲ့သက်ဆိုင်ရင်ကိုကျောစာတရားရှိရမယ်တရားခံလို့ရှိရင်မတရားမှုတစ်ခုကိုမြက်ွယ်မှုကိုစစ်ကောင်စီမြစည်းမှုလို့သိတယ်သိပေမဲ့လို့ အဲ့ဒီဟာတော့မှပဲမကြောက်ပဲနဲ့ဘောနော်ဒီအမှန်တရားကိုသူ့မျက်နှာရယ်ဆိုတဲ့စိတ်ပြီးသူတွေမှာပေါ်ထွက်လာတဲ့နေရာအမားတို့မျက်ရည်ကြားလောက်မှန်တိုင်အောင်ဟုတ်အဲ့ဒီစိတ်ကတော့ရှိတယ်လေဘယ်လိုပြောရမလဲကွာအာနာရှင်ကမကြောက်ဘူးဖိစံလေအမှန်တရားတော့ကတော့ဘလုံးဝပဲအလျှော့မပင်းဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့ဒါပေါ်လာတယ်လို့ရှိရင်ဒီအောက်ကအဲ့ဒီမှာလည်းသူကမိကမတတ်မရဘူးလူကြီးလို့ ငါတို့ခင်ဗျားတောင်းနေလို့စစ်ကောင်စီကိုပကြောက်ရလို့ဆိုပြီးတော့အနေထားလာမှာပဲကိုယ်ပါပြီးတော့ကြောက်ပါပြီတကယ်တမ်းအရင်နဲ့ရင်ဆိုင်ရပြီဆိုတဲ့အချိန်မှာလက်မြောက်ဆုံးမေးသွားတာမျိုးကလည်းမလိုလားနော်ငါတို့တမိုင်းမှာဟက်တောက်ကင်ခံတာဆိုလို့ရှိရင်အသက်သေးတဲ့တိတောင်မှပဲဒူးမထောက်တဲ့သူတွေကဘာလို့ချစ်တဲ့နှလုံးသားထဲမှာဆွဲကြတယ်အဲ့လောက်ကြီးဒီကလူတွေမှာစိတ်သက်တွေမြင့်မာလာပြီလူပိတလာလို့ဆိုလို့ရှိရင်စစ်ကောင်စီကလက်မြောက်သွားသူတို့ဆန္ဒတဲ့တော့အနေရည်မဖြစ်စေချင်ဆိုတာမှန်ပေမဲ့လေငါတို့မှာဟိုလိုမျိုးပေါ့နော်ပြန်လာပြန်ပါရွှေနှင်းတာရဲ့ဆိုပေမဲ့လေနော်နေမနေနေဆိုတဲ့စကားတော့ဘယ်ချိန်မှသူဆိုလာမလဲဤသူတွေရှာ ာတော့ပြောလင့်ပေါ့အော်ဖင်ဒီဂျေအမားတို့နိုင်အောင်တိုက်မှာဆိုမားတို့ဘယ်အားကြီးနေတာမကြည့်အောင်ဟိုစူးစမ်းရမှာပေါ့အခုကြာရင်နေရတာအထုတ်ရတယ်ကိုကိုထင်ကြည့်ရလားမသိဘူးနိုင်နေငါတို့ကြည့်မယ်နိုင်နေမင်းတို့မပါနဲ့အဲဆိုတော့အဟာမျိုးတွေအားကြီးဖြစ်နေပါအထုတ်ကိစ္စရတယ်အဲ့ဒါနိုင်ကျင်တာစေတနာပံမခေါ်သေးဘူးမားတို့တိုင်းပြည်တည်ဆောက်မယ်ဆိုဘူးရှင်ဘိတ်ခေါ်ရမယ်နောက်ဆုံးဝေးလိုအပ်လာလို့ရှင်အားအနေဆုံးလူတို့မားတို့နေပေးရ ဲ့ဒါတကယ်ဒီမိုကရေစီဖွံ့ဖြိုးဆုံးဆိုတဲ့နိုင်ငံတွေကြီးလားသူတို့ရဲ့ nationality ကိုနောက်မှာထားပြီးသူများရဲ့ nationality ရှေ့မှာထားပြီးတော့ဆိုကိုယ်ကဘယ်လိုနေရာမှာနေနေကိုယ်က nationality က nationality ပဲတိရသူများကိုလည်းညအားနေတဲ့သူအားပေးတာလေအလူလီတာပါနော်အမားတို့နိုင်ငံတွေဒါဆိုကုစုအားနေနေတဲ့လူရှိတယ်အမားတို့ကူညီမှာအမားတို့လက်ခံတာအမားတို့ချိန်ညစ်တာဝင်ရင်းဆောင်တာနဲ့ဒုက္ခတွေ ranger လိုမျိုးတွေညာရှိသူတို့တွေခုပွေးတယ်နဲ့အမုံပြားတွေအခုချိန်မှာမရှိတဲ့တော့အဲ့ဒီလူတွေကမြေကြီးတွေရှိတယ်ကြာအမားတို့ပျော်ရှင်ရမယ်မသိဘူး သူကတော့သူကအရင်ဟိုကကမ္ဘာမှာဟော့ဖြစ်ထဲထဲပါတာပါနော်အရင်ဟော့ဖြစ်နေတာကရင်းစာ issue issue ဖြစ်နေတယ်ဒီမှာနိုင်ငံမှာကနိုင်ငံသားဖြစ်ခွင့်ရပြသားတွေအပေါ်မှာကျွလွန်လာတဲ့နေရာလဲနိုင်ငံသားဖြစ်နေတဲ့အတွက်ဒီလူတွေကအရေးယူမှုတွေအခုမဟုတ်တာနောက်လုံးလာနိုင်ငံကိုလူတွေကြတော့သူကနိုင်ငံသားဖြစ်ခွင့်ကိုမရှိတော့သူတို့ကိုကြတော့ပုံမှန်အရေးကြီးတဲ့ကဏ္ဍမှာထားနေလို့ထင်တယ်အဲ့ဒီအတိအကျတော့နိုင်ငံသားဖြစ်ခွင့်ရမှာဆုံးရှုံးသွားရင်အလုံးစုံဆုံးရှုံးမှာဆိုတော့ကိုလူတွေဆုံးရှုံးလာတဲ့မတူသူတို့လည်း S5 နဲ့ခံရတာပဲတက်ဖြစ်ခံရတာပဲပရင်းလည်းခံရတာပဲတူရင်သူကနိုင်ငံသားဖြစ် ်ကွက်မှာဆုံးရှုံးသွားတယ်အဲလူမျိုးမိပါဖြောက်ခံရတယ်အဲအဲ့ဒါကြောင့်သူတို့ကိုအာယုံဆိုင်တယ်လို့ထင်နေရမှာကျွန်တော်နိုင်ငံရေးပဲနိုင်ငံရေးသမားတွေတော်တော်လေးသမားတွေမဟုတ်ဒီတလားတမိုင်းတောင်လေးလာချင်းသူကနိုင်ငံရေးသမားမေးရဖို့ရတယ်သူစီယုံရင်စီယုံရင်နဲ့သူတွေ့သွားတာလက်လက်ကသူများတဲ့ဆောင်လို့ရှိရင်တော့ငါတို့ရဲ့လူမျိုးကိုတော့ငါတို့ဦးစားပေးရမှာပဲဆိုတော့လူတွေတိတ်တိတ်တိုက်တဲ့ချက်ကိုတွေ့သွားတယ်တွေ့သွားပြီးတော့အများသူရှာတာ ရန်သူရှာတဲ့နည်းနဲ့သူတကယ်တမ်းတော့သူသူ့ရဲ့နိုင်ငံရေးပါဝါအနာကိုတိဆောက်သွားတယ်လို့ပဲဒီလူတွေကလည်းတကယ်တမ်းတော့ရခိုင်အဲ့တော့အေရိုးဆိုလို့ရှင်လေသူနိုင်ငံရေးသမားလူမျိုးပြောမိတာအခုလည်းအဲ့ဒီလမ်းဝဲသွားတယ်လို့လားသူတို့လူပုံထောက်ကပ်ပြီးရအောင်တကယ်တမ်းဒီလူတွေကိုခေါ်ပြီးတော့ဝိုက်ကတ်ထုတ်ပြီးတော့မဲပေးရမယ်မယ်ကနည်းနည်းလေးရခိုင်နေမရှိရဆုံးဆုံးတော့ပဲမယ်ကအားရွယ်မဲအတွက်ဒီလူတွေမရှိဖို့လို့လဲဆိုတာမဟုတ်ဟုတ်တော့ငါကလည်းဝင်ရလဲမဲကွတ်နဲ့ကိုဒီလူတွေကိုဝိုက်ကက်ထုတ်ပေးခဲ့တယ်ဆိုတာမဟုတ်ဘူးဒီလူတွေကရရှိကိုရှိရမယ့်လူတွေပေါ့မှာတရားပေးရမယ့်ဟာတစ်ဆယ်ပြီးပေးခဲ့တာအငင်းပွားနေရတော့ တချို့ပြောတယ်ဒီမြန်မာဒီရခိုင်ဒေသမှာရှေးဘိုးဝေးဘိုးဝေးလေတင်ကြတဲ့မြန်မာနဲ့မွတ်စလင်တွေရှိတာကိုမငင်းဘူး သူတို့ပြောနေတာကသူကဟိုဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ click ခေါ်လာတာနဲ့ data card တွေနဲ့ပူပေါင်းလိုက်လို့ရားများသွားတာလက်မခံနိုင်တာလက်ရှိလက်ရှိရှိနေတဲ့မိုးစလင်ရဲ့အတွက်တိုင်းကိုသူတို့လက်ခံနိုင်တယ်အဲအကြောင်းနဲ့ဒါကြောင့်သူတို့ဒီ ranger ဆိုတော့လက်မခံဘူးဆိုလို့ရှင်ပေါင်းွားလို့လက်မခံဘူးဆိုလို့ရှိရင်အရင်ရှိတဲ့လူတွေကဘယ်လိုကူစားပေးမှာလဲအရင်ရှိတဲ့လူတွေကအဲဆိုဖျောက်ပေးလိုက်ရတော့မှာတော့နော်အဲသူတို့မငင်းဘူးလေဟိုတော့ကတည်းကမိုးစလင်မငင်းနိုင်တဲ့ချက်တွေသူတို့ဝန်ခံတယ် ါပေမဲ့သူတို့ညင်းနိုင်လည်းမရဘူးညင်းနေတာပဲရှိနေအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေအိုရိုးဂျာရီဘက်ကသူတို့ပြောတာလက်မခံဘူးထောက်မလာတာမရှိမြန်မာပြည်အရင်ပဲဟိုဗုဒ္ဓဘာသာအဆုံးရောက်တဲ့ဖြစ်တဲ့အတွက်သူတို့တို့ပြောရှင်းစရာလည်းမကောင်းလို့သူတို့ကဘယ်တော့မပြောဘူးမပြောရှိတဲ့အမရီသူတို့အဲအစ္စလာမ်ဘာသာကိုးကွယ်တဲ့သူတွေလာမှပဲဒီမြန်မာပြည်ထဲမှာနေမပြောဘူးဒါမှကိုယ်နိုင်ငံမလို့ကိုယ့်ရဲ့ data ဖို့လို့တာသူတို့နေနေရတာပေါ့နော်ခွဲခြားမှုရန်ခံလို့ရန်စစ်စင်ရဲ့နေကြရတဲ့ data ပါလေပေါ့ကလို့လည်းမခံနိုင်တာမဟုတ်သူတို့ကဗုဒ္ဓဘာသာကိုအရာကြီးမှရေးနေအဲဗမာလူယူကြီးဝါဒနဲ့အဲ့ဒါအားလေးခြားတယ်လို့နိုင်ငံရေးရဖို့ ဥဆောင်တဲ့နေရာမှာပဲနေခြင်းလို့တော်လဲတက်မလာနဲ့ငါတို့အောင်မှာပဲနေအဲဆိုတော့တည်ခြင်းလဲအဲ့ဒါတိုင်းကြီးကနင့်လာတယ်နင့်လာတာကနောက်ဆုံးပြီးမတော့ပါနင့်လာတယ်တိုင်းပြည်ချစ်ချုံတိုင်းလူငယ်တွေလှုပ်လက်မဲ့ဖြစ်တယ်တခြားနိုင်ငံတွေရောက်ပေါ်ပါတယ်အဲနောက်ဆုံးပြီးကြာလို့ရှင်နောက်ဆုံးပြီးဘယ်လောက်ကြီးနိုင်ငံကြီးကလှုပ်တက်လဲဆိုလို့ရှိရင်ဟိုရောဗရန်ဒါရောက်မှာကသူတို့ကိုအတိမတ်ပြတိုင်းလိုက်အောင်မပေးအောင်လည်းမဟုတ်ပေးတယ်ဆိုတာလည်းပေးခဲ့ပေးတာခင်ဗျာတွေ့ခဲ့ပြီဒါမှမဟုတ်သူတို့ဖြတ်ချင်ပြန်ဖြတ်တာဆိုတော့နိုင်ငံရေးအနာတိမှာပေးတယ်တခါတည်းလာပြောလိုက်အဲ့ဒါဆိုရင်စိတ်ချရတယ် အဲ့ဒီလူတွေကဲတမိုင်းချောင်းနဲ့ကိုယ်တမိုင်းချောင်းနဲ့ရှင်ဟုတ်ပြီမင်းတို့စိတ်မချောင်းဘူးကိုယ်ကဘယ်လောက်ထိလူသားဆန်နေလို့နေကြုံမို့သူများအမှတက်လဲကိုယ့်လူမျိုးမှဆိုရစိတ်ကလည်းမွေးတင်ပါတယ်ဒီကကွာပြောတာကွာဥပဒေနဲ့ဖြစ်ဖြစ်လက်နက်နဲ့ဖြစ်ဖြစ်အနိုင်ကျင့်မှားမိကိုပဲလို့တာဈာန်မှုဝင်ရေးပေးလိုက်သူ့လူမျိုးသူချစ်လို့ကျိုးသွားသွားလို့ဟိုတော်သွားလို့ ချင်းလဲဒါအားပေးရမှာပဲလေသူ့လိုမျိုးကြီးသွားအောင်လုပ်သွားတယ်သူ့ဘာသာတာသနာတုံးကအောင်လုပ်သွားတယ်ဆိုတော့အတိုင်းမျိုးကိုဖွင့်ပြတာပဲလေပမာနောက်ချက်မဖြစ်ဘူးဒီတိုးတက်မဲ့ဟာကိုဖိနှိမ်တာနောက်ချက်ပြစ်မှာပေါ့နော်အဲ့လိုမျိုးမြင်တယ်အဲကိုလိုမျိုးကိုချစ်တာချစ်ဒါမှမဟုတ်တကူးချက်မြန်မာတွေလည်းမာရကွန်းတွေကိုမချစ်နိုင်လို့ပြောသူများတော့သွားပြီးတော့ဒုတိယနိုင်ငံသားမတားတော့တိုက်တလောက်ပေါ့ကိုလည်းတော့နေတော့ ဟိုလိုင်းလိုပါလာမှာတော့အမတော်ပေဟိုအခြေပြုတဲ့စနစ်နဲ့သွားသူတို့ရဲ့ဆန္ဒတွေထင်ဟတဲ့ဖက်ဒရယ်စနစ်နဲ့သွားတင်တယ်။နောက်ပြီးတော့အဲ့ဒါကစာအုပ်တဲ့ထက်တကယ်တမ်းစေတနာရှိလေးလန့်ရှာတွေ့မှာပေါ့နော်။ဖိနှိပ်ဖို့ဘသူ့ကိုမှမခွဲခြားဘူးဘသူ့ကိုမှဆိုတော့စိတ်အခြေခံကမရှိသေးလို့ပြဿနာတက်။ဘယ်ဖက်ဒရယ်နဲ့မသွားမသွားမှမသိလို့မဟုတ်ပြလာနီးလန့်မရှာလို့ပေါ့နော်။ အဲတခုရှိရအဲ့လိုရှာရင်တော့ကိုယ့်နေရာတွေလည်းပေးပေးရအခုရထားတာဒီလောက်မြင်ဆိုရင်အဲ့လိုလုပ်ရတဲ့ကောင်ကနည်းနည်းလေးဖြစ်ဖြစ်သွားဘူးကို့အထက်မှာအဲကို့ထက်အားနည်းတဲ့သူလည်းရအောင်ရောက်ပါအဲ့ဒီဟာမခံနိုင်လို့လို့ရတကယ်လည်းငါတို့ဘုခွင့်ယူချစ်မယ်ဆိုအလောက်ကြီးချစ်လို့ချစ်ချစ်မရတော်လိုင်းရတဲ့ပါတယ်နိုင်ငံရေးတဲ့ပါတယ်ဆိုလို့ရှိရင်အမရောအမြင်ရတော့ကျေမရခုမှတချို့တွေကပြောတယ်ဘာမှမသိဘူးရအောင်မသိဘူးဘယ်နှစားမသိပင်ကလေးကိစ္စမြန်မာနိုင်ငံမှာဖြစ်နေတဲ့တက်တနာမသိအောက်မသိမသိဘူးဆိုတော်လိုင်းရနိုင်ဖို့ဘယ်လိုဖြစ် အမားတို့ကအဲ့ဒီဟိုမြန်မာလေ higher education နဲ့ပေါ့ wider knowledge ရှိမှ democracy တိဆောက်လို့ပေါ့တချို့တွေက online ရတော့ပါတယ်ဝ senior level လို့ပဲပေါ့ဒါပေမဲ့အဲ့ဒါမသိဘူးဆိုတော့မခက်ဘူးလားအဲ့ဝယ်စကိုင်းနဲ့လူတွေကလည်းဘလို့ရက်ဒီမှာလဲဆိုတော့ Rohingya တော့မသိဘူးဆိုရင်ငါတို့ဘုသူထောက်နိုင်မှာမလို့ဒီမှာဟိုအေးဟိုမတို့စစ်တပ်ကိုနိုင်အောင်တောက်တော့မောင်းဖောက်ခံပါတခြားကိစ္စတွေလည်းမြင်အောင်ကြည့်ရင်ဆုံးဖြတ်တာပုံမှန်ပါပေါ့နော်အဲ့တော့အချက်လက်တွေများများရရထားတဲ့သူတွေဖြစ်ဖို့လိုတာအခုတရားစီရင်ရေးက သူတို့အဲ့ဒီမှာပါပိတ်နေတယ်သူတို့မတိဘတော့ကျွန်တော်ကတော့လက်နဲ့ရပါမို့ဒီမျိုးစီရင်ပအောင်နိုင်တဲ့ခါမှာတရားစီရင်ကောင်းကောင်းဖြေဆောင်နိုင်လို့အားနေတာတက်တက်ဒါပေမဲ့အမြင်မကျေလို့အားနေတာတက်တက်ตัวเซลลี่โอมาตัวลูดันซ่าโอ้ตูสุบแผ่ไปโอ้เซลลี่ขึ้นมาแล้วตัวละก้วยดีเลยว่ะเออโอมาอะเต็งพิ้งโอ้บอกพี่รอเซลลี่ขึ้นมาแล้วตัวฉิเนี่ยอาจารย์ตูตูอะเต็งเปล่าเนี่ยแต่ว่าตูตูโอ้ท่องกันเนี่ยแหละตัวเนี่ยอ่ะอะไรตูไม่รู้ အဲ့ဒါအတင်းပြင်းတိုက်တဲ့ပြည်သူအုပ်စုတက်တက်ရှိတယ်ပေါ့နော်တရဘန်တော့အနာပတ်ကြိုက်တဲ့အုပ်စုနိုင်ငံရေးကြိုက်တဲ့အဲ့တော့အဲ့ဒီလူမျိုးလူစုပြီးတော့မှနိုင်ငံရေးခေါင်းနိုင်ငံရေးအုပ်စုကိုစောင်းလို့ရောပါအဲဆယ်လီဖြစ်နေတဲ့သူတွေလည်းရှိတာပေါ့အဲ့ဒီသူတွေကတော့ကိုကြီးစိုးနေတယ်ကြီးစိုးပြီးတော့သူတို့ကိုမထီရဲဘူးတချို့ဆိုရင်သူတို့ fundraiser ပေါ့သူတို့ရှာပေးလို့မှသူတို့ကတည်းကရောက်တဲ့ပတ်စံသူတို့တစ်ဆက်ပြန်ပေးတာကမှမတော့ကျေးဇူးတင်ရမယ့်ပုံစံမျိုးပြောတယ်အဲ့အဲ့ဒါကိုဘီလိုရရရုံမာလာပေါ့နော်လက်ခံတဲ့ကြီးသူကရှိတယ်ရှိမှာဘာလို့သူတို့လည်းဘာမှပေးစက်ဘူးနိုင်ငံလေးစိတ်မဝင်စားပညာရေးလည်းစိတ်မဝင်စားဘူးတော့ဘာလဲညာ မဟုတ်ဘူးเนาะအတိအတိညာလည်းခုပြောအောင်လည်းလုတ်ပထားတဲ့လူတွေရတော့လေဟိုဘယ်လိုပြောလဲနားလုံးနားမလဲမသိတဆယ်ရလည်းဝမ်းတာအဲ့မတော်တဆယ်ရလည်းဝမ်းတာအဲ့လိုမျိုးအလွဲသုံးသားတွေခွင့်မပြုသူတို့တို့ပြန်ပြန်ကောက်ရတယ်နော်ဗောနော်ဒီကောက်ဝင်တက်ပြတ်ပြီးတော့သူတရားစစ်ကောင်စီကိုစိုက်တင်လို့ရှိရင်တိုက်ရောက်လာမယ်အဲဆိုရင်ပွေရာကြောင်းနေရှိတာကိုသိပါတယ်အဲဒါပေမဲ့ပြောင်းလဲနေတော့မယ်အွန်လိုင်းအခြေပိုင်းမှာတော့ခဲ့တဲ့မားတို့ကုန်တွေကိုလည်းဟိုချစ်တယ်ခင်လည်းဟေးဆိုလို့ရှိရင်ဆက်ပြီးတော့ခဏဟိုယူတင်တင်သူတို့ထွက်ပေါ်လာမယ် သူရဲ့စက်ကျင်ပူရောဟိုမျောလင်းနေတော့ပဲ